ူကြီးမင်းတို့ငါကြော်နဲ့စားကြည့်ရင်တော့ကျွန်တော်ချက်တယ်လို့ချက်စားကြည့်နော်ပူဆက်မွေးရတာရှိပြီးစားတော့ဆိုင်တွေကထက်ပိုစားလို့ကောင်းပါလေအရင်ဆုံးမျက်စားငချင်းကိုထားနေမုံပြီးအပိုင်းလူတွေပိုင်းပေးထားလိုက်ပါမယ်။အိုးရဲစီပူလာရင်တော့စားလက်တဆုပ်ဖြူပေးလိုက်ပါမယ်။ဒါမှသာငါကြော်တဲ့အခါမကပ်ဖဲအရသာဝင်လွယ်မှာဖြစ်ပါလေ။ငါကြော်တွေကိုစီထည့်ပြီးမျက်နှာပြင်နှစ်ဖက်လုံးရှေးဝါးရောင်တန်းအောင်ကြော်ပေးလိုက်ပါမယ်။အဲနောက်ချင်းကြက်တုံဖြူငရုတ်သီးထည့်ပြီးမှုရအောင်ကြော်ပြီးရင် ဟင်ချက်ရဲ့ဘဲငပြားရဲ့ကျဲခယူစီစက်သားမုတ်ဘီယာဘူးတဝက်ရီတပကန်ထဲပြီးအရသာဝင်အောင်တဲပေးထားလိုက်ပါမယ်။နောက်ဆုံးအနေနဲ့ကျွတ်တုံမိပိုင်ဖြူပေးလိုက်ရင်တော့အူချလို့ရပါပြီ။အင်ကိုအာလူးဝယ်လာရင်ကျွန်တော်ချက်တလို့လေးချက်စားကြည့်နော်။ဒါကကျွန်တော်တွေ့ဘူးလေအာလူးကိုချက်တဲ့နေတွေထဲမှာစားအကောင်းဆုံးချက်နေပဲဖြစ်ပါလေ။ရှင်နဲ့မွေပြက်ပြီးအရန်လေးစားလို့ကောင်းပါလေ။အရင်ဆုံးအာလူးတွေကိုအစိတ်လေးတွေရအောင်လီးပြီး ORS 7မိနစ်ထည့်ပေါင်းပေးလိုက်ပါမယ်။စီပူရင်ပေါင်းထားတဲ့အာလူးတွေထည့်ပြီးမီအီအီနဲ့ဖြည်းဖြည်းချင်းကြော်ပေးလိုက်ပါမယ်။ ညနေပြင်အားလုံးရှေးဝါရောင်တန်းလာအောင်ကြော်ပြီးရင်တော့အရာသာအတွက်စားငရုတိမုတ်ဒါမှမဟုတ်အကေမုတ်ထည့်ပေးလိုက်ပြီးသူ့ကိုနှံ့အောင်မှုကြော်ပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့ချက်တုံဖူနဲ့ချက်တုံနီမြင့်တွေဖြူပြီးမိပြပြင်းနဲ့နှံ့အောင်မှုကြော်ပြီးရင်တော့အိုးချလို့ရပါပြီ။ဝေပြန့်အရာသာရှိပြီးအရန်လေးစားလို့ကောင်းလို့ချက်တက်သွားရင်အိမ်မလိုက်ချက်ကြည့်လိုက်တော့နော်။ကျဲဦးကိုပြရတဲ့ထဲစိန်လိုက်ရုံနဲ့ကြီးမားတဲ့အကျိုးရလတ်ရရှိနိုင်ပါလေ။ဒါကအရန်ကိုအုံဝင်တဲ့နီလန်ဖြစ်လို့ save ထားဖို့အကြံပေးခြင်းပါလေ။ဘီယာတွေကအင်ဇိုင်တွေကကျဲဦးအခွန်ကိုနူးညံ့သွားစေနိုင်တဲ့ဓာတ်ရှိလို့ 10မိနစ်စင်ပြီးတဲ့နောက်ပေါင်းခံနဲ့ထည့်ပြီးအပေါ်ရန်ကရေတက်တွေ6တောင်းအောင်ထားထားလိုက်ပါမယ်။အဲနောက်ပကံလုံးနဲ့ရေကျက်အိမ်90ဂရမ်စားတစုံစေဘဲဦးလို့တဲ့အမှုတ်တထုပ်ထည့်ပြီးမှွေပြီးထားလိုက်ပါမယ်။တထုပ်ဆိုရင်ကျဲဦးအလုံး20အထိလုံးလို့ရပါတယ်။အမှုတ်တွေကြည့်ပြီးနုညံ့စေကတ်တဲ့အနေထားရပြီဆိုရင်တော့10မိနစ်အေးအေးခံထားလိုက်ပါမယ်။အဲနောက်ကျဲဦးတွေထည့်ပြီးလှိမ့်ပေးလိုက်ပါမယ်။အနည်းကပ်ထားတဲ့ကြဲဦးတွေကိုတော့အိမ်ထဲထုတ်ပြီးအလင်းမထိုးတဲ့နေရာမှာတပတ်လောက်ထားထားလိုက်ပါမယ်။အချိန်ပြည့်ပြီဆိုရင်တော့ကြဲဦးတွေကိုယူထုတ်ပြီး၃ရက်လောက်လေးတလက်ခံထားလိုက်ပါမယ်။ နောက်ဆုံးအနေနဲ့မျက်နှာပြင်ပေါ်ကဆေးမုတ်တွေကိုဆေးကြောလိုက်ရင်တော့တတုံအီအီလေးနဲ့အရန်ကုန်မှမွေးပြန်ရတာရှိတဲ့ဆေးဘဲဥကိုရပါပြီ။ပပွက်ဆူနေတဲ့ရည်တွေကျဲဥရည်တွေလောင်းထည့်လိုက်တာကကျဲဥကိုအကောင်းဆုံးချက်စားနည်းဖြစ်နေမယ်လို့ဘသူကမှတွေးမိမှာမဟုတ်ပါဘူး။လူတော်တော်များမများမစားဘူးကြတဲ့လို့ကြားလည်းမကြားဘူးလို့ကြားပါဘူး။အရင်ဆုံးပကံလုံးနဲ့ကျဲဥ၆လုံးဖောက်တဲ့စာတင်တင်ငရုတ်ကောင်းမှုအနေငယ်ကျဲတုံမိန်နှုတ်ဆင်ထဲပြီးကြည်အောင်ခလောက်ပေးလိုက်ပါမယ်။အိုးတတန်နဲ့ရည်ထည့်တယ်ပြီးတော့ပပွက်ဆူလာပြီးဆိုရင်တော့ကျဲဥရည်တွေကိုဦးရဲထည့်ပေးလိုက်ပါမယ်။ လုံးဝမမွေလိုက်ပဲကြယ်ဥတွေအသားကျတဲ့အထိထားပေးလိုက်ပါမယ်အသားကျကျသွားပြီဆိုရင်တော့ရောင်မနဲ့ဖြည်းဖြည်းချင်းမှွေပေးပြီးကြယ်ဥတွေလုံးဝကျက်သွားပြီဆိုရင်တော့ရောင်မနဲ့ပဲစားလို့ရတဲ့အရွယ်လေးတွေပိုင်ပေးလိုက်ပြီးအိုးချလို့ရပါပြီဒီရင်ကိုချက်နေတဲ့တချောင်မှာစီတစက်မထည့်စရာမလိုပဲနူးညံ့အိဆက်ပြီးစားလို့ကောင်းတဲ့အပြင်အာဟာရပြည့်ဝစေလို့ဝေရှော့နေတဲ့သူတွေအတွက်အရန်တင်တော်ပါလေကျန်နေတက်တယ်ဆိုရင်တော့လိုက်ချက်စားကြည့်လိုက်တော့နော်မှုပြင်ကိုဘလို့ချက်ရင်စားလို့ကောင်းမလဲဒီမိုကိုချက်လိုက်တိုင်းစားမကောင်းဖြစ်နေတယ်ဆိုရင်တော့နောက်တခါကျွန်တော်ချက်စားတယ်လို့ချက်စားကြည့်နော် ။ချက်ဒီကရိုရှင်ပြီးတာကြီးငါးကြီးဟင်းလျာတွေထက်ပိုစားလို့ကောင်းပါတယ်။အရင်ဆုံးမိုးပြင်းကိုအပြားထူထူလေးတွေလှီပြီးရွယ်တူအမြောင်လေးတွေဖျောင်းထပ်တီးလိုက်ပါမယ်။အိုးရဲရေစုလာရင်မှုကိုထည့်ပြီးတော့ခဏလောက်ရင်တွေဖြောပေးလိုက်ပါမယ်။တမီးနှစ်လောက်ရင်တွေဖြောပြီးရင်တော့ဆဲလို့ရပါပြီ။ပကံလုံးနဲ့ပဲငက်ပြားရဲ့အကျဲဖီနီကခီယိုစီတကြားကော်ရီအနေငယ်တဲ့နှံ့အောင်ဝေးပြီးငက်ပြားရဲ့ဆော့ဖန်တီးထားလိုက်ပါမယ်။စီပူရဲ့ချက်တုံမိတ်ချင်းချက်တုံပြူပဲငပီအနှစ်တစုံကိုမီးအေးနဲ့မှွေးနေအောင်စီတက်ပြီးစီနီထွက်အောင်ကြော်ပေးလိုက်ပါမယ်။ အဲနောက်ငရုတ်ပွားအနီးငရုတ်ပွားအစိမ်းကျွန်းရရမိုထဲပြီးမကြက်တကြက်အနေထားရအောင်ကြော်ပြီးရင်မိုးပီရင်နဲ့ဆက်ထားတဲ့စော်ကိုထဲပြီးမြေပြပြင်းနဲ့နှောင်းအောင်ဝေကြော်လိုက်ရင်အိုးချလို့ရပါပြီဒီလိုချက်ထားတဲ့မိုးပီရင်ကြော်ကစားကောင်းတဲ့အပြင်ထမင်းနဲ့လိုက်ဖက်တာမို့ကြိုင်းနေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လည်းအိမ်မှာလည်းချက်စားကြည့်လိုက်တော့နော်